ဂရေ80တထေးသားလူရှောက်ဖြုံးခဲ့ကြတဲ့ဆယ်လေးများနံပါတ်1 Drake Drake ကတော့လောင်းကစားလောကရဲ့ဘူကောင်ကြီးဆိုပြီးတော့လူသိများပါ။သူလောင်းရင်ဘရော့မနိုင်နေဆိုတာကိုမရှိတာ။ဘာမှမလုပ်ပဲချမ်းသာခြင်း Drake လောင်းသမ ्या ကိုထိုင်ပြီးဘက်ကန်နေုံပဲဖြစ်ပါတယ်။အဲဒီလောက်ကိုလောင်းကစားနဲ့အကျိုးပေးတာပါ။အဲလူကြီးမင်းတို့လိုပဲဘဝပြတ်မှရက်မယ်ဆိုပြီးတော့တနေ့နဲ့ချထားတဲ့သူမျိုးတွေဖြစ်ပါတယ်။တခါတော့ကလည်းမမှုနဲ့ဂိမ်းပေါင်း900ထိုင်ဆော့လိုက်တာတထိုင်ရင်းဒေါ်လာ18တန်းလောက်ပြုတ်သွားခဲ့ဘူးပါ။ လဝေဘွဲတွေဘလုံးဘွဲတွေဆိုရင်လည်းမလောင်ရမနေနိုင်တဲ့သူမျိုးပါ။၂၀20နှစ်ကမ္ဘာပလာတော့ကလည်းအာဂျင်တီးနားအသင်းကိုအပိုင်ဆိုပြီးစော်ထည့်လိုက်တာဒေါ်လာတန်းခွဲလောက်ပြုတ်သွားခဲ့ပါ။အဲဒီပွဲစဉ်မှာအာဂျင်တီးနားအသင်းကတော့အနိုင်ရခဲ့ပေမဲ့ပွဲချင်းအတွင်းတရေကျသွားခဲ့တာကြောင့်လောင်းကြီးရှုံးသွားခဲ့တာဖြစ်ပါ။ဒါကြောင့်လူချင်းမင်းတို့လည်းနောက်ဆိုရင် Drake လောင်းထားတဲ့အသင်းတွေကိုဝေးကနေသာရှောင်ဖို့အကြံပေးခြင်းပါ။နံပါတ်1 Mike Tyson Mike Tyson အတွက်ကတော့အိမ်မှာအပေါဆုံးကပတ်စံပဲလို့ပြောလို့ရတယ်။ ။ဒါကြောင့်သူလည်းပဲငွေဦးရေလိုတုံးတက်ပြီးတော့အများနဲ့မတူတဲ့ပစ္စည်းတွေကိုစုဆောင်းထားတတ်ပါတယ်။ဟန်ဂိုဗာရုပ်ရှင်ကားတွေကကြားပြူကြီးကိုမှတ်မိကြအောင်ပဲလုပ်ထင်ပါတယ်။တကယ်တော့အဲ့ဒီထက်ကြားကြီးကမိုက်တိုင်ဆန်မွေးထားတဲ့ကြားအစ်စ်ကြီးဖြစ်ပါတယ်။ပါစီဂျီအမ်မှာမပါတဲ့ကြားစစ်ပါဒီကြားကြီးကဒေါ်လာ9000တန်ကျေရှိတဲ့ရှားပါးကြားဖြူတစ်ကောင်ဖြစ်ပါတယ်အခုတော့ကြားဖို့အတွက်ကြားစာဖို့ကတော့ပို့ပြီးများနေပြီလို့တော့ဆိုပါတယ် တခါတော့ကလည်းမိမဖြစ်သူကိုလက်ဆောင်ပေးဖို့ဆိုပြီးတော့ရွှေချထားတဲ့ရေစလုံကြီးတစ်ခုစီစဉ်ပေးခဲ့။ဒီရေချုံးစလုံကြီးအတွက်ဒေါ်လာ2.3သန်းထိတောင်ကုန်ကျခံခဲ့ပေမဲ့မိမဖြစ်သူကတော့သူ့ကိုထားသွားခဲ့တယ်။အခုတော့ဒီရွှေစလုံကြီးထဲမှာသူ့အတူပဲဝင်ဆိုင်နေပြီလို့သိရပါတယ်။နံပါတ်3နဲ့လေးကတော့ဒိုင်နိုဆောရိုးစုတွေရှောက်ွယ်တဲ့မင်းသားကြီးနီကိုလက်ကေဖြစ်ပါတယ်။မင်းသားကြီးနီကိုလက်ကေကတော့သူခေတ်သူခါတော့ငါဆိုရင်ရုံတင်ဝင်ဝင်အကျဉ်းဆုံးမင်းသားကြီးဖြစ်ပါတယ်။ ဒါပေမဲ့မင်းသားကြီးကသူရသမျှပတ်စံတွေကိုတောသားချက်ပေါက်တယ်လို့မျိုးရှောက်ဝယ်မိလို့ဂရေ80တထေးသားလို့မွေးသွားခဲ့ဘူးပါသူရှောက်ဝယ်ခဲ့တဲ့အထဲမှာရေပွဲကြီးတစ်ကောင်နဲ့ဒိုင်နိုဆောအယိုးစုတွေကတော့အန်ဩဘကံမောစာပဲဖြစ်ပါတယ်တကယ်လို့များသားဒီရေပွဲကြီးတစ်ကောင်လောက်မဝယ်ခဲ့ဘူးဆိုရင်နီကိုလက်ကရဲ့ဘွားကြီးကလည်း okay မှာဆုတ်ပြေးနေမှာဖြစ်ပါတယ်အချောင်းရင်ကတော့ဒီရေပွဲကြီးကိုဝယ်တော့ငါဒေါ်လာ2,800ကျော်တောင်ပေးခဲ့ရလို့ပါ တွက်ကြည့်လိုက်မယ်ဆိုရင်လဘောကနီးပြိုင်ငါတစည်းထထောင်ပူပြီးဈေးကြည့်နေသေးပါဒီတလွန်ဆောင်ရိုးစုကြီးကလည်းလေလံပွဲတစ်ခုကနေအနိုင်ရရှိလာတာပါသူလည်းပဲဘလောက်မှန်တော့အတိအကျမသိရပါပဲခုနရေပွဲထထောင်ပူပြီးဈေးကြည့်တယ်လို့ဆိုပါတယ်ဒါကြောင့်လူချင်းမင်းတို့ရှောက်ဝယ်တယ်ဆိုတာလောက်ကတော့နီကိုလက်ကေးသွားကြထိုးနေတယ်လို့ပဲရှိပါနံပါတ်၄မက်ဆီ မက်ဆီတယောက်ကလည်းအိမ်နီးချင်းနဲ့ပြဿနာတက်လို့ဆိုပြီးတော့ဘေးအိမ်ကိုဒေါ်လာတစ်သန်းတွေဝယ်ခဲ့ပူပါတယ်။မက်ဆီကဘာစီလိုနာမှာရှိတဲ့သူ့ရဲ့နေအိမ်မှာအေးဆေးနားယူနေတဲ့အချိန်ဖြစ်ပါတယ်။အဲဒီအချိန်မှာပဲဘေးအိမ်ကစူညံတန်းနေကြောင်းမက်ဆီတယောက်လည်းကောင်းကောင်းအိမ်မရတော့ပါဘူး။ ။ဒါကြောင့်မက်ဆီလည်းတင်းသွားပြီးတော့ဒီအိမ်ကိုဝယ်ဖို့ဘယ်လောက်ပေးရမလဲဆိုပြီးသွားမေးခဲ့ပါတယ်။ဒါပေမဲ့အိမ်ကြီးချင်းတွေကလည်းအချင်းမဟုတ်ကြောင်းပြန်ပြကြင်လို့ဆိုပြီးတော့သူတို့ရဲ့အိမ်ကိုလုံးဝရောင်းမထုတ်ခဲ့ပါဘူး။အဲဒီစားမက်ဆီနဲ့ဘေဂျင်းကရဲ့အိမ်ဆိုပြီးတော့မက်ဆီဖန်တွေကိုပဲအိမ်ငါစာပြစ်လိုက်ပါတယ်။အဲဒီလိုနဲ့ဖန်တွေရောသတင်းတောက်တွေကပါဘေးအိမ်ကိုရောက်ရှိလာကြပြီးတော့မက်ဆီဘာလုပ်နေတယ်လဲဆိုပြီးဝိုင်းချောင်းကုန်ကြပါတယ်။မက်ဆီလည်းတီးမခန့်နိုင်တော့တဲ့အစုံမှာတော့ဒီအိမ်ကိုဒေါ်လာတသန်းပေးပြီးတော့ပါဝယ်လိုက်ရတာ။ဒီပမာဏကအိမ်ရတံမိုးစတောင်၃စားလောက်များနေသေးတာမို့လို့အိမ်ကြီးချင်းနဲ့လည်းကပြီးတော့ရောင်းထုတ်သွားကြပါအ ပါတယ်။ဒါလီကတော့စိတ်ကြီးမစီခံလဲရတဲ့ကြည်ကွဲစရာဇလန်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ကြည့်ရတာဘေးငါအိမ်ပိုင်ရှင်ကရနဒူဖန်ဖြစ်နေတဲ့ပုံရပါတယ်။အဆုံးလေးကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။